1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာဗိုလ်ချုပ်အောင်ဆန်းနဲ့တကွတိုင်းသားခေါင်းဆောင်တွေကအင်္ဂလိပ်လက်အောက်ကနေပြည်နယ်ပြည်မတပေါင်းတည်းလွတ်လပ်ရေးရယူဖို့သဘောတူပင်လုံးမှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒါဟာပင်လုံးစာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်တာပါ။ တိုင်းသားတွေလိုချင်တဲ့ပြည်တော်စုဆိုတာကဒါတွေကကိုချုပ်အောင်စားတဲ့တိုင်းသားကောင်းဆောင်များအဲ့ဒီသဘောတူချမှတ်ထားတဲ့တိုင်းမူစာချုပ်ပါတိုင်းပါပဲဘိုးကျော်စံနဲ့တိုင်းသားကောင်းဆောင်ကြီးများရှမ်းပြည်နဲ့ပင်လုံမြို့နဲ့ညီလာခံခေါ်ယူခြင်းမကဗမာမွန်ကရင်ရှမ်းချင်းကရင်ကရင်ကရစားတော့တိုင်းသားလူမျိုးများအလုံးငယ်ချင်းအင်္ဂလိပ်လက်အောက်မှာလွတ်လပ်ရေးကိုအတူတကွရယူရေးစီလုံးညီညွတ်စွာညီရင်းကို မောင်ရင်နှမပါမှာအေးသူပူမြဥမကွဲတိုက်မပြအတူတော်နေထိုင်ကြပါမည်ဟူသောဂရိခံဝင်ကျဲများဖြင့်ပင်လောသာရုပ်ကိုချုပ်ဆိုနိုင်ခဲ့ကြပါသည်ကျွန်တော်တိုင်းသားတွေလိုချင်တဲ့ပြည်ထောင်စုကတော့ကျွန်တော်တန်းတူရည်တူရှိတဲ့ကိုပိုင်ပြဌာန်းပန်ခွင့်အပြည့်အဝရှိတဲ့ပြည်ထောင်ဖက်ဒရယ်ပြည်ထောင်စုကိုလိုချင်မှာဖြစ်ပါတယ်ဒီမိုကရေစီအခြေခံခွင့်ရအားလုံးကိုပြည့်ပြည့်ဝဝရရှိစေရဒါသူတို့မပေါ်ပြဘဲနဲ့ဖုံးထားတဲ့ မူရဲ့ပင်လုံစာချုပ်တဲ့အချက်နှစ်ချက်ဖြစ်ပါလူလာရေးရပြီးနောက်ပိုင်းမှာတိုင်းသားလူမျိုးစုရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီးပြည်လည်မှုမရှိခဲ့လို့လက်နက်ကိုင်တိုက်ပွဲတွေ၁၀စုနှင့်၅ခုကျော်၆ခုနီးပါးဖြစ်ပွားခဲ့တာပါ။၁၉၆၂ခုနှစ်မှာတော့ ပြည်တော်စုပြိုကွဲတော်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဗိုလ်ချုပ်နေဝင်းစစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။အဲ့ဒီအချိန်ကစာပီစစ်စိုးရအဆက်ဆက်သုံးဆွဲခဲ့တဲ့ဇကားကတော့ဖက်ဒရယ်ဆိုတာခွဲထွက်ရေးဖြစ်တယ်ဆိုပြီး အပြုတ်တရေးနီးလန်းကိုပဲတုံလာခဲ့တာ ဖြစ်ပါတယ်။ကချင်အနေထားနဲ့ကျွန်တော်အနေထားမှာကျွန်တော်ကြတော့အကဲဒီရင်းညံ့တီဆောင်ဝင်ပထမအဆင့်ဖြစ်တဲ့အပြစ်ကရဲ့ဆိုအရင်လုပ်လို့လို့ တော့တနာပေါက်နေတယ်ဆိုလို့ကျွန်တော်တို့ဘယ်လိုမှစကားပြောလို့မရဘူးဒါရောကျွန်တော်ကြင်ယူနေတာလားနံပါတ်1အပြစ်ခရရစေးအပြစ်ခရရစေးတော့မှပေကြတဲ့ပြစ်ခရရစေးအမိုင်းရှိတဲ့ပြစ်ခရရစေးပြီးမှသားလေအဓိကကြတဲ့နိုင်ငံရေးစကားပြောဒုတိယဆင်းနဲ့ကျွန်တော်အဲ့လိုတက်ဖို့စီလို့ရှိတယ်ဒါမဲ့ကချင်မှာတော့တို့ရဲ့အခြေအနေကျွန်တော်နဲ့မတူဘူးတို့ကပြစ်ခရရစေးလောက်တာကဲပြီဒါပေမဲ့အခြေအနေကတို့ပြန်ပြီးတော့တိုက်နေရတော့ဒီ ဒီတွင်ရတိဆောက်ဖို့လို့ဆိုလို့ရှိရင်နိုင်ငံရေးပဲပတ်မှောက်ဆုံးဒေသတို့အနေနဲ့ထားလို့ဘုက္ကလဖြစ်နေတဲ့အနေထားဖြစ်သွားတယ်ကျွန်တော်လည်းတော့မတူဘူးဘုံကျောင်းကအစဘုံကျောင်းကအစကလွတ်လပ်ရင်ရအောင်ဂျိုးပန်းတဲ့အခါမှာတံပေါ်မြေပြရမှာမကြတိုင်းရင်းသားလူမျိုးအချင်းကချင်းကရင်ကရမွန်ရခိုင်ရှမ်းဗမာအားလုံးဟာပြည်တော်ဆွတ်ဆက်နေတဲ့ ပေါင်းစည်းညီညွတ်စွာနဲ့အေးဒူကိုမြဒီနိုင်ငံကြီးမှာရပ်တည်သွားမယ်ဆိုတဲ့ဂရိကဝိကိုရရှိတဲ့အပေါ်မှာဒီဂရိကဝိပင်လုံးစာချုပ်ကြီးကိုနော်ကိုလိုနီနယ်ချက်အင်္ဂလိပ်စီကိုပြပြတော့မှကျမတို့မြန်မာနိုင်ငံမြန်မာနိုင်ငံကြီးကလွတ်လပ်ရေးရခဲ့တာပါအခုကဒီခါရစီရဲ့ဒီခါရစီကဆောင်းရတဲ့အဲ့တော့ဒီခါရစီဖြစ်နေတဲ့အမှအစီ မအဆင်ဆိုတာလည်းခိုင်နေပေါ်ပါလို့လည်းဖြစ်ပြီးနည်းနည်းခိုင်ရတဲ့ရှိတယ်တဲ့။ဒါကတော့ပေါ်တဲ့ဒုညာကြီးတွေဒုညာကြီးအဲ့တော့ကျွန်တော်တို့နှစ်ပေါင်း60ကျော်ကျွန်တော်တို့ဒီတိုင်းရင်းသားတွေတောက်လျှောက်ပေါ့ကျွန်တော်တောင်းဆိုလာတဲ့အမျိုးသားတန်းတူရေးနဲ့ကိုပံပြတန်းရေးကိုကျွန်တော်တို့မရတဲ့ခါကျတော့ကျွန်တော်နောက်ဆုံးကကျွန်တော်တို့တိုင်းရင်းသားတွေကလည်းလက်နက်ကင်တိုက်ပွဲဆင်လာတဲ့အခြေအနေဖြစ်ပါတယ်ဆိုတော့အဲ့ခါကျတော့အခုအချိန်ထိပေါ့ကျွန်တော်ဗမာပြည်မှာမငြိမ်းချမ်းသေးဘူးကျွန်တော်တို့ ဒီကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ကျွန်တော်ဒီခိုင်ဘက်မှာလည်းဒါအဲကျွန်တော်တို့ဒီဒုက္ခတွေပဲပေါ့နော်တိတ်နေချီတဲ့ဒုက္ခတွေနောက်ကျွန်တော်တို့ဒီထိုင်းနေစားတောက်လျှောက်မှာရှိတဲ့ကျွန်တော်တို့ဒီကရင်ဒုက္ခတွေစကားနေဂရီနီတာတွေအများကြီးရှိဒါအသက်တွေပဲပေါ့ဆိုတဲ့အခါကျတော့ဒါကျွန်တော်အမျိုးသားတန်းတူရင်းနဲ့ကိုပန်ပြထန်းခွင့်ကိုကျွန်တော်တို့ဘာကြောင့်လိုချင်တယ်လဲဆိုတော့ဒါကျွန်တော်တို့အဲဒါတိုင်းရင်းသားတွေအားလုံးဒါကျွန်တော်တို့လွတ်လပ်ရေးကိုအတူတူဝယူကြတယ်ကျွန်တော်တို့စစ်မှန်တဲ့ဒီဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ဖို့ကျွန်တော်တို့ ပဋိညာပြုတ်ခဲ့တာပေါ့ဆိုတဲ့ခါကျတော့အဲ့ဒါမရရှိတဲ့ခါကျတော့ဒါ비 twin စိတ်ကဒါဖြစ်ပေါ်လာတယ်ဆိုတော့ကျွန်တော်တက်အဲတောက်လျှောက်ပေါ့လေအခုအချိန်ထိကျွန်တော်တို့ဒီထိုင်းနေဆက်မှာကျွန်တော်တို့ခတ်တဲ့စကားနေအများကြီးရှိသေးတယ်တပည့်ကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ဒီရခိုင်ပြည်နယ်မှာဒါကကျွန်တော်တို့ဘာကိုဖော်ပြတယ်လဲဆိုတဲ့အခါကျတော့တကယ်ကျွန်တော်တို့ဗမာပြည်ကိုကျွန်တော်တို့တီဆောက်မယ်ဆိုရင်ကျွန်တော်စစ်မှန်တဲ့တာဖက်ဒရယ်ပြည်ထောင်စုနဲ့တီဆောက်ဖို့လိုတယ်အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းမှုအပြည့်အဝပေးဖို့လိုတယ်ဆိုတဲ့ဒါကျွန်တော်တို့ဒါဖြစ်ပါတယ်လို့ ပတိတိခေနောလည်းစောဘွားဒူဝါစောဖြာစောကဲရံအုံးမင်းနဲ့အဲ့လိုတိချတိရှိရဲ့အင်္ဂလိပ်လက်ထက်မှာကျတော့လဲကရင်ရဲမုံရဲမြန်မာရဲရခိုင်နေမြေလေးခုကိုလူလူမျိုးဒီလေးခုနေထိုင်တဲ့နေမြေကိုစုစည်းပြီးတော့အဲပမာပီမဆိုပမာပရိုဂရက်ဆိုအင်္ဂလိပ်တရဲအုပ်ချုပ်တဲ့နေမြေတစ်ခုရှိတယ်။နောက်ပြီးတော့ရှမ်းစောဘွားများအုပ်ချုပ်ထားတဲ့အဲဒီကရှမ်းပြည်တော်စုနေမြေဆိုတာရှမ်းပြည်တော်စု နေမည်ဆိုတခုရှိတယ်အချိန်တောင်းတာတခုရှိတယ်ခေတောင်းတာနေတာတခုရှိတယ်ချင်းတောင်းတာနေတာတခုရှိတယ်လယ်မြေအဖြစ်၄ခုပေါ့တိချလို့လာရတဲ့အဲဂရီနီပါ၅ခုရှိတယ်အဲ့လိုနဲ့လူလာရေးကြိုးပမ်းတဲ့အချိန်မှာကျတော့ဘယ်လိုလုပ်လဲဆိုတော့တကယ်လို့အဲဒီရုံးကသာပင်လို့လို့စာချုပ်မချုပ်ပဲနဲ့ဒီနယ်မြေ၅ခုကတူးတူလူလာရေးတွေယူကြမယ်ဆိုရင်တော့ဥမာကျွန်တော်တို့ကပူးချတော့လောတော့ပြည်နာတော့မျိုးတော့ သုံးကြိမ်ကြီးကတော့3နိုင်ငံဖြစ်သွားပြန်လည်းမပေါင်းခုပြီ3နိုင်ငံဖြစ်ခိုးလုံးကလည်းအဲ့လိုမျိုးဟိုတယောက်တစ်ခါယူရင်တော့ဒီလိုမျိုးဒီက3နိုင်ငံဖြစ်နေတာပေါ့ဒါမှမဟုတ်အမျိုးမြင်ကြီးမားစွာနဲ့ဘိုလ်ချော့အောင်ဆောင်နေပြီးတော့ဘာမာပြည်အစိုးပြည်မအစိုးရကိုစားနောက်ရှောင်းချင်းချင်းကောင်းဆောင်တွေကမိမိနေနေမြေကိုစားပြုပြီးတော့ပိန်လုံကိုစားချုပ်ချုပ်ဆိုကြတာဖြစ်တယ်အဲ့ဒါလည်းဒီပိန်လုံစားချုပ်အနိုင်ရှုံးစားချုပ်မဟုတ်တန်းတူတူစားချုပ်ဖြစ်တယ်နောက်ပိန်လုံစားချုပ်ကလူမျိုးကိုစားပြုမဟုတ်ဘူး နေပြည်ကိုစပြုတဲ့အဖြစ်တယ်။အဲ့ဒီနေအဲ့ဒီပင်လူစားချုပ်ရဲ့အနှစ်သာရပါလဲဆိုတော့ဒီနေမြေလေးခုကတပြန်နဲ့လှူလိုက်ယူမယ်။နောက်ပြီးလှူလိုက်ရပြီးရင်တန်းတူတူပြည်တော်စုတည်ဆောင်မယ်ဆိုတော့အဲ့လိုချမှတ်ထားတာရှိတယ်။အဲ့ဒါကြောင့်တိုင်းရင်းသားလူချင်းတဲ့ဟာကတိုင်းရင်းသားလူချင်းတဲ့ဟာကဘာမှမဟုတ်တိုင်းရင်းသားလူချင်းတော့အဲ့ပင်လူစားချုပ်ပါအတိုင်းဒီတန်းတူတူပြည်တော်စုတည်ဆောင်ရေးဆိုတဲ့ဟာပေါ်မှာပဲတိုင်းရင်းသားဒီဟာလူချင်းတဲ့ဟာဖြစ်တယ်။ ဒါတကယ်စာချုပ်အတိုင်းဖြစ်ပါဒါပေမဲ့ခုနောက်ဆုံးမှာတော့၃နှစ်လောက်တက်တန်းရှိလာပြီဖြစ်တဲ့သမရအစိုးရကနေတိုင်းသားရေးတွေကိုလက်ခံလာခဲ့ပါပြီ။ဒါပေမဲ့လည်းတိုင်းသားတွေတကယ်လိုလားနေတဲ့ဖယ်ရွယ်ပြည်တော်စုကဖြစ်လာပြီလား။ ကျွန်တော်ကတော့69နှစ်ပြည်တော်စုနေမှာကအခွန်နာဘူချောင်းဆောင်းတဲ့တိုင်းသားကောင်းဆောင်များချတ်မှတ်ထားတဲ့ပိန်လုံစိတ်ဓာတ်တွေပြည်တော်စုစိတ်ဓာတ်တွေအမျိုးသားစိတ်ဓာတ်တွေအဲ့ဒါကျွန်တော်တို့ကမမရဲ့မမရပြတော့ဒါကကျွန်တော်တို့ဘယ်သူမှတောင်းစီအောင်မလုပ်ဘူးဘယ်သူမှပေးဖို့လည်းမဟုတ်ဘူးဒါကကျွန်တော်တို့ပြည်သူတူချင်းပိန်ပိန်ထားတဲ့ဟာဖြစ်တဲ့ဒီမူကြီး ဒီပြည်တော်စုဆိုကျွန်တော်တို့တိုင်းသားများအလုံးကျွန်တော်တို့ကတန်းတူပိုင်ထားတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကဘာပဲဖြစ်ဒီပြည်တော်စုအဲ့ဒီနေ့မှာကျွန်တော်တို့ကအဲ့ဒီရှေ့မှာတဲ့ဒီမိုကရေစီဖယ်ရပြည်တော်စုဒါအမြန်ဆုံးကျွန်တော်တို့ဝိုင်းဝန်းညီညွတ်နဲ့တိစောက်ကြမယ်ဆိုတဲ့ဟာနဲ့ကျွန်တော်တို့ပြည်တော်စုနေ့ကိုကျွန်တော်အများသာအဲ့ဒီဟိုကပေါ့ဥတီကာရောပြုဖို့အတွက်တာနေတံချဖို့အတွက်ကျွန်တော်အဲ့ဒါပဲတိုက်တုံးပြောကြလို့ပါ အဓိကအဟန်တာကတော့ကျွန်တော်တို့ဒီမြန်မာပြည်မှာတကယ်စစ်မှန်တဲ့ငင်းချိုင်းရရရှိဖို့ကျွန်တော်စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ဆိုရင်လက်ရှိကျွန်တော်တို့ဒီ2008ဖွဲ့စည်းပုံကိုကျွန်တော်ပြင်ဆင်ရမယ်ပြန်ပြီးတော့ကြာဖို့ဒီဒီမိုကရေစီစံချိန်စံညွန်းနဲ့အညီတာဖက်ဒရယ်ပြည်ထောင်စုကျွန်တော်လိုချင်တဲ့ဖက်ဒရယ်ပြည်ထောင်စုရအောင်ဆိုရင်ကျွန်တော်2008ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့လိုအပ်ပါလိမ့်မယ်လွှတ်တော်အတွင်းမှာတိုင်းရင်းသားတွေတက်ရောက်နေကြပြီးဒုသမရကတော့ရှမ်းလူမျိုးဖြစ်လာနေပြီး ပြည်နယ်ဆိုရာတွေကို တိုင်းသားတွေကဖွဲ့ခွင့်ရနေလာပါပြီ။ဒါပေမဲ့2008ဖွဲ့စည်းပုံခြေခံဥပဒေကရောပြည်ပြေဆုံးပါပြီလား။အထိုင်းအလျောက်ဒီမိုကရေစီကျတဲ့တိုင်းသားခွင့်ရရှိတဲ့2008ဖွဲ့စည်းပုံရောဖြစ်လာပြီလား။စဉ်းစားတွေးတောစရာတွေပါ။အရင်ကဆိုရင်ဒုတိယပင်လုံညီလာခံဆိုတဲ့အတန်တွေတောင်ကြားခဲ့ရတာပါ။အခုနောက်ဆုံးကြားနေရတဲ့အတန်တွေကတော့ 2008ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာတွေပဲဖြစ်ပါတယ်လူလူကြားမှာကြဲကြဲပြန့်ပြန့်ကြားနေရသလိုလွတ်တော်တဲ့အထိလဲဖွဲ့စည်းပုံပြင်ဆင်ရေးရောက်ရှိနေတာကို ကြည်ုံနေပဲအခြေအနေတွေကိုတိုင်းသာစီလုံးညီညွတ်ရေးဒီမိုကရေစီဘယ်လောက်ရှိနေပြီစတာတွေကို သိရှိနိုင်မှာကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျာ ကျွန်တော်မောင်တူးပါ